အရှင်ဖရာတန်ဃာတော်တွေရဲ့အရေးကိုနေမိရင်ငရဲကြပါသလားဖရာတဲ့အရေးကိုပါဠိလိုစာယာလို့ခေါ်ပါတယ်။ဘာကြောင့်စာယာလို့ခေါ်တာလဲဆိုရင် စာတတိတိစာယာဖုံးလွှမ်းတတ်သောသဘောကြောင့်စာယာလို့ခေါ်တာပါ။အရေးသည်နင်းလိုက်မယ်ဆိုရင်အောက်ကိုမရောက်ဘဲအထက်ကိုပဲဖုံးလွှမ်းသွားပါတယ်။အဲ့ဒီလိုအထက်ကိုပဲဖုံးလွှမ်းသွားတဲ့အတွက်အရေးကိုနင်းလို့မရပါဘူး။အရေးကိုခိုလုံလို့ပဲရပါတယ်။ တာရကတစ်ခုပြရမယ်ဆိုရင်950နိပတ်တော်တုတ္တနုဇတ်တော်မှာဖရာအလောင်းတုတ္တနုမင်းသားဟာရှင်ဘရင်ပေးတဲ့ပန်လျက်ရဲ့သီးရဲ့ခြေနှင်းရဲ့ကိုယူပြီးဘလူးနေတဲ့ညောင်ပင်ကိုသွားပါတယ်ညောင်ပင်တို့ရောက်တဲ့အခါမှာဘလူးကအတင်လူသားအတင်လူသားဟာကျွန်ုပ်ပိုင်တဲ့နေကိုလည်းနေတယ်ကျွန်ုပ်ပိုင်တဲ့ညောင်ရိပ်ကိုလည်းခိုးတယ်ဒါကြောင့်တင့်ကိုကျွန်ုပ်စားခွင့်ရှိတယ်တင်းဒီကျွန်ုပ်အစာဖြစ်ပြီလို့ပြောပါတယ် အဲ့ဒီအခါမှာဖရာလောင်သူတနုမင်းသားကအသင်ဘလူးမင်းကျွန်ုပ်ဒီတင့်မြေကိုမနှင်းကျွန်ုပ်မြေကိုသာကျွန်ုပ်နှင်းသည်ကျွန်ုပ်ဒီတင့်ညောင်ရိတ်ကိုမခိုကျွန်ုပ်ထီးရိတ်ကိုသာကျွန်ုပ်ခို၏လို့ပြောပါတယ်ထိုအခါမှာဘလူးဟာစောရကမတက်နိုင်တော့ပါဘူးเนาะအကယ်၍သာရိတ်ကိုနှင်းလို့ရမယ်ရိတ်ဒီအောက်မှာရှိမယ်ဆိုရင်ဖရာအလောင်းဟာစောရကမတက်နိုင်တော့တဲ့အတွက်ဘလူးရဲ့အစာဖြစ်မှာတည်ကြပါတယ်เนาะ အဲ့ဒီဇတ်တော်ကိုထောက်ဆတော့အားဖြင့်အရေးဟာနင်းလို့မရပဲခိုလုံလို့ပဲရတယ်ဆိုတာထင်ရှားပါတယ်။ဒါကြောင့်အရေးသည်နင်းလို့မရတဲ့အတွက်ခိုလုံလို့ပဲရတာကြောင့်တန်ဃာတော်တွေရဲ့အရေးကိုနင်းမိရင်ငရဲကြတယ်အပြစ်ဖြစ်တယ်ဆိုတာဟာမှန်မှန်ပါဘူးမှားပါတယ်နော်။သို့တော်လည်းပဲမိမိကဂရုကာရဝတရားထားတဲ့အနေနဲ့တန်ဃာတော်တွေရဲ့အရေးကိုအထူးရှောင်ကြဉ်ခြင်းဟာကောင်းမြတ်တဲ့အလုပ်တော့ဖြစ်ပါတယ်။နားလည်ပါစေနော်။ ဖုံဖုံဖရစိုးစုံမခက်ခဲတော်လူ16မျိုးရှိတယ်ဆိုတာကြားဘူးပါတယ်အသေးစိတ်သိကျင်ပါတယ်ဖရတဲ့ကောင်းပါပြီဥစဉ်ဖက်ပြပါမယ်နော်စိုးစုံမခက်ခဲတော်လူ16မျိုးက1ရုပ်မာသောအလိုဆိုးရှိ၍ထိုအလိုဆိုးနောက်သို့လိုက်တော်သူ2မိမိကိုယ်ကိုချီးကျူးမြှင့်တင်လျက်သူတစ်ပါးတို့အားကဲ့ရဲ့ရှုံချတတ်တော်သူ3အမျက်ဒေါသထွက်တတ်၍အမျက်ဒေါသဤလွှမ်းမိုးမှုခံရသူ4 လေအမျက်ဒေါသထွက်လေရှိပြီးအမျက်ဒေါသကြောင့်ရံညှိုးဖွဲလေရှိတော်သူငါအမျက်ဒေါသထွက်လေရှိပြီးအမျက်ဒေါသကြောင့်အဆွဲလန်းကြည်တော်သူ6ဒေါသထွက်လေရှိပြီးဒေါသနှင့်နှိစက်သောစကားကိုပြောဆိုတတ်တော်သူ9အပြစ်တင်ခံရလျင် အပြစ်တင်သူအားစန့်ကျင်ဘက်ပြုတ်တတ်တော်သူ10အပြစ်တင်ခံရလျင် ထိုအပြစ်တင်သူအားချိန်မောင်းတတ်တော်သူ9အပြစ်တင်ခံရလျင် ထိုအပြစ်တင်သူအားပြန်၍အပြစ်တင်တတ်သောသူ30အပြစ်တင်ခံရလျင် အကြောင်းအမျိုးမျိုးဖြင့်ဖုံးလွှမ်းလျက်စကားကိုပြင်ပသို့လွှဲပြောင်းပြီးစိတ်ဆိုးအမျက်ထွက်ကာပြင်းမာတတ်သောသူ71အပြစ်တင်ခံရလျင်မိမိ၏ဖြစ်စဉ်အကြောင်းအထုပ်ပတ္တိကို ရှင်းမပြနိုင်သောသူ72ကျေးဇူးကံလျက်ဂုံတုဂုံပြိုင်ပြုတ်တတ်သောသူ73မနာလိုစိတ်ရှိပြီးနှမျောဝန်တိုတတ်သောသူ74 ၁၄ကောက်ကျစ်စင်လဲပြီးလှက်ပတ်တက်တော်သူ၁၅မောက်မာခတ်ထန်လျက်မာနကြီးတော်သူ၁၆မိမိအယူကိုဆွဲလန်းလျက်မြဲမြံစွာယူတတ်ပြီးစွန့်နိုင်ခဲ့တော်သူတို့ဖြစ်ပါတယ်။ဒါဟာစိုးစိုးမှရန်ခက်ခဲတော်လူ၁၆မျိုးပဲဖြစ်ပါတယ်။ဘာသာခြားတယောက်ကမြတ်စွာဘုရားကိုစော်ကားထားလို့ဆရာတော်ကတုတ်ပြန်ထားတာကိုလူတယောက်ကဆရာတော်ကိုရင်ကျက်မှု မရှိဘူးလို့မှတ်တာကိုတပည့်တော်ဖတ်မိတယ်တဲ့။ဥစဉ်လဲဖတ်မိပါတယ်နော်။ ခုတော့အဲ့ဒီမန်းကမရှိတော့ပါဘူးဖြတ်သွားပါပြီအစတည်းကကိုယ်စကားကိုတာဝန်မယူရဲဘူးဆိုရင်ဘာမှဝင်မပြောပါနဲ့နော်ပြောလဲပြောချင်းသေးတယ်ကိုယ်စကားကိုတာဝန်လည်းမယူရဲဘူးဆိုရင်ချက်ဖို့ကောင်းပါတယ်အဲ့ဒီမန်းပိုင်ရှင်ကတာဝန်နဲ့ရင်ကျက်မှုကိုမကွဲဘူးဖြစ်နေတာပါဒီကနေ့ကဗြမဇာလတုံးမှာမြတ်စွာဘုရားကချစ်သားတို့ဖရာဤအပြစ်ကိုဖြစ်စေတရားဤအပြစ်ကိုဖြစ်စေတန်ခါဤအပြစ်ကိုဖြစ်စေ မဟုတ်မမှန်တာတွေနဲ့ဆွဆွဲပြောဆိုလာပြီဆိုပါကဤအကြောင်းကြောင့်လဲမဟုတ်ဤအကြောင်းကြောင့်လဲမမှန်ဤအပြစ်တွေငါတို့နိုင်မရှိဟုပြန်လဲခြေပပြောဆိုရမယ်လို့ဟောကြားပြီးတာဝန်ပေးခဲ့ပါတယ်အဲ့ဒီလိုတာဝန်ပေးခဲ့တဲ့အတွက်ဖရာတရားတန်ခါယရဏသုံးပါးကိုစွကားပုတ်ခတ်လာပြီဆိုရင်ပြန်လဲခြေပပြောဆိုရမှာကဗုဒ္ဓဘာသာဝင်တိုင်းရဲ့တာဝန်ဖြစ်ပါတယ်ဥစဉ်ကဥစဉ်ရဲ့တာဝန်ကိုဥစဉ်ဆောင်ရွက်တာပါနော်အဲ့ဒီမတ်ပိုင်ရှင်က တာဝန်နဲ့ရင်ကျက်မှုကိုမကွဲဘူးဖြစ်နေတာပါဒါကြောင့်အဲ့ဒီပုဂ္ဂိုလ်ကိုပြောချင်တာကတာဝန်နဲ့ရင်ကျက်မှုကိုကွဲပြားစွာသိအောင်လုပ်ပါအောင်လို့ပြောချင်ပါတယ်နော်အရှင်ဖရာရေချိုးတဲ့အခါတရဏဂုံပွားတဲ့ပါသလားဖရာတဲ့ဝိသုဒ္ဓိမတ်မှာကြိုတင်မသိနိုင်တဲ့အရာ၅မျိုးဆိုတာကိုဖော်ပြထားပါတယ်အဲ့ဒီအရာ၅မျိုးကဘာတွေလဲဆိုရင်၁အတ္တမိမြရှိမိကိုမသိနိုင်ခြင်း၂ဘယ်အနာယောဂါကြာရောက်လာမိကိုမသိနိုင်ခြင်း ်၃ဘယ်ကာလမှာတရမီကိုမသိနိုင်ခြင်း၄ဘယ်တင်းချိုင်းမှာညှုံနှံတင်းကြိုရမီကိုမသိနိုင်ခြင်း၅ဘယ်ဘဝသို့လာရောက်ရမီကိုမသိနိုင်ခြင်းတို့ပဲဖြစ်ပါတယ်အဆိုပါကြိုတင်မသိနိုင်ခြင်းအရာ၅မျိုးထဲမှာဘယ်ကာလမှာတရမီကိုမသိနိုင်ခြင်းဆိုတာပါပါတယ်တတဝါတိုင်းဟာဘယ်နေ့ဘယ်ကာလမှာတည်မယ်ဆိုတာကိုကြိုတင်ပြီးမသိနိုင်ပါဘူးနော်အဲ့ဒီလိုကြိုတင်မသိနိုင်တဲ့အတွက်ကြောင့်တည်ခြင်းတရားမရောက်လာမီမှာကုသိုလ်ကောင်းမှုကိုကြိုတင်ပြုလုပ်သင့်ပါတယ် ်တရဏဂုံပွားတယ်ဆိုတာဟာကုသိုလ်အလုပ်ပါကုသိုလ်အလုပ်ကိုတည်ခြင်းတရားမရောက်လာမီဘယ်နေရာဘယ်အချိန်ကာလမှာပဲဖြစ်ဖြစ်လုပ်ကောင်းပါတယ်နော်ဆရာတော်ဖရာပါကျုပ်ဆရာတော်ဖရာကြီးကဘယ်လိုကုသိုလ်ကြောင့်အတန်ကြာရယုံနဲ့စိတ်နှလုံးအေးချမ်းနေရပါလဲဖရာဆရာတော်ဖရာကိုလည်းကြည်ညိုလျက်ပါတဲ့ပါကျုပ်ဆရာတော်ကြီးမှမဟုတ်ပါဘူးနော်သူတော်ကောင်းအစ်စ်မှန်ရင်သူတို့ရဲ့မျက်နာသူတို့ရဲ့အတန်ကိုမြင်ရကြားရတာနဲ့ မြင်ရကြားရသူမှစိတ်နှလုံးကိုအေးချမ်းစေပါတယ်။ဘာကြောင့်အဲ့ဒီလိုဖြစ်ရတာလဲဆိုရင်တို့မှကောင်းတဲ့လက္ခဏာတွေရှိလို့ပါ။ကောင်းတဲ့လက္ခဏာတွေကဘာတွေလဲဆိုရင်တသဒ၊နှစ်သီလ၊သုံးတုတ၊လေးစာက၊ငါဝရိယ၊ခြောက်တတိ၊ခုနှစ်တမာတိ၊ရှစ်ပညာဆိုတဲ့တို့တော်ကောင်းလက္ခဏာ၈ပါးရှိလို့ပဲဖြစ်ပါတယ်။ ဒီသူတော်ကောင်းလက္ခဏာ၈ပါးရှိတဲ့သူတော်ကောင်းတွေဟာမြင်ရကြားရတာနဲ့စိတ်နှလုံးကိုအေးချမ်းစေပါတယ်။ဘာကျုပ်ဆရာတော်ဘုရားကြီးကိုမြင်ရကြားရလို့စိတ်နှလုံးအေးချမ်းရတယ်ဆိုတာဆရာတော်ကြီးမှာဒီလက္ခဏာ၈ချက်ရှိနေလို့ပဲဖြစ်ပါတယ်နော်။ဘုရားမှန်လျင်မိသူမှတတ်လို့မသိဘူးလို့ကြားဘူးပါတယ်။မှန်ပါသလားဘုရားတဲ့။မှန်ပါတယ်နော်။ဗုဒ္ဓနာဇီဝိတ္တ နတ်တကောကေနာစီအန္တရာယောကတုံးတဲ့အတိဘေကဖျားရှင်တို့မိသည်သူတပါးဤလုံလပယောကကြောင့်အသက်တည်ယိုထုံးစံမရှိဘူးလို့ဆိုလိုခြင်းဖြစ်ပါတယ်ဖျားရှင်တို့အမြင့်မြတ်ဆုံးပုဂ္ဂိုလ်ကိုမဆိုထားနဲ့ပါမန်အယတ်သားတယောက်တောင်မှသူတပါးတတ်လို့တည်တယ်ဆိုရင်ကြော်မကောင်းကြားမကောင်းပါဘူးဖျားရှင်တို့ပုဂ္ဂိုလ်မျိုးကသူတပါးတတ်လို့ပြိဋိနိဗ္ဗာန်ပြုရတယ်ဆိုတာဟာ ပူ၍ကြော်မကောင်းကြားမကောင်းဖြစ်ရပါတယ်။ဒါကြောင့်ဖျားရှင်တို့မိသည်သူတစ်ပါးဤလုံးလပယောကကြောင့်အသက်တည်ရထုံးစံမရှိဘူးလို့မှတ်သားထားရမှာဖြစ်ပါတယ်။ဟော